ရေဘွန်းတကာဦးထွန်းကမန္တလေးမြို့မှာသူကဘာသာကြားပုဂ္ဂိုလ်တခုဖြစ်ပါတယ်72နှစ်သမီးကလေးအင်မတန်လီမာတဲ့သမီးကလေးဖြားနာပြီးတော့တည်ဆုံးသွားပါတယ်တလားလောက်ကြာတဲ့ခါကျတော့အိမ်မက်ပေးမိုးလင်းခါနေပြီဆိုရင်သမီးကအိမ်မက်ပေးပေးတယ်အိမ်မက်ပေးတာသမီးကကိုယ်ထက်ပိုင်းကိုဖော်ပြီးတော့အဝတ်စားတွေမပါဘူးပိန်ချုံပြီးတော့နော်အဲ့တော့အာမရှိတဲ့နော်စကားတန်လေးနဲ့ပါပါ ။တမိသိစ္ဆာတဲ့ပါပါ။တမိဘာမှမစားရဘူးတမိသိစ္ဆာတဲ့ပါပါလို့ပြောတော့အဲ့တနေ့ဟုတ်ဘူးတဲ့နော်မိတိုင်းလာပြောနေတဲ့ခါကြတော့အဲ့တော့ဥထုံးကသူ့ရဲ့တရားဟောဆရာမှာတော့ပြောတိုင်းမြင်တယ်။အဲ့တော့ကျွန်တော်တော့ဒီလိုပဲတမိနော်တော့အိမ်မက်မက်နေတယ်။အဲ့တော့တမိကအင်မတန်ဆင်းဒုက္ခရောက်နေပုံရတယ်ကျွန်တော်မှလောက်ရမှာလေ။ဟာမင်းကနော်ဒီလိုအိမ်မက်တယ်ဆိုတဲ့ဟာကဒါ ထမင်းလုံးတစ်စီ၆တဲ့အိမ်မက်တွေပါတဲ့မင်းရဲ့သမီးရဲ့ဖျားသခင်အခြေရင်မှာအေးချမ်းသာတာတော့သူကအိတ်ဆက်နေတာပါတဲ့ဒါဒါဖျားသခင်အဆုံးချပေးတဲ့ခါကျရင်ဒါကောင်းကျင်ဘုံတက်မှာပေါ့ဘာမှတက်မှာမဟုတ်နဲ့အဲ့တော့ဥထုံးကတော့သူကတော့မအေးနိုင်ဘူးပေါ့ဗျာဒါလိုပြောပေမဲ့သမီးကလာပြီးတော့အိမ်မက်ပေးနေတော့ကဲနာသမီးစားအောင်နာတခါလေမစားသူမအိတ်ခင်လေးမှာ ။အမင်းစားကမှစားတော့စရာတွေပြင်ထားတော့ကဲနာသမီးဒီညဒီတာဒီစားပါ။အဲ့တော့သမီးကအိမ်မက်ပေးတယ်တဲ့မိုးလင်းကနေပါပါ။ပါပါကျွေးရသမီးစားလို့မရပါဘူးတဲ့။အဲ့တော့ကို့မှာစားနိုင်တဲ့ကုန်းတို့ကံနေရှိရင်စားလို့မရပါဘူး။နော်စားလို့မရဘူး။ပိတ်တာတွေအတော်ဒီဟိုအတူရကယ်တွေအင်မတန်ကြီးတဲ့ပိတ်တာတွေသူတို့ကနော်တကဘာလုံးနေမှရေမတောက်ရဆိုတဲ့ပုံကိုယ်တွေပင်နေတဲ့ဆင်းလိုက်ရေခန့်တာပဲမြစ်ထဲဆင်းရေခန့်တာပဲ နော်အဲ့တော့ဒီမုတ်ဆိုးတယောက်ကလည်းသူကဟိုးတော်ထဲမှာမုတ်ဆိုးတွေလိုက်တာနှစ်ပတ်များလာတဲ့အခါရေငတ်လို့တနည်းကြတော့ကျောင်းတင်ကန်းတစ်ခုမှာဟာရေဥပေးတယ်ဝမ်းမြောက်ဝမ်းသာဖွေးပြီးတော့ရေခတ်လို့လို့တော့ရေတစ်စက်မှမရှိအဲ့သူကပြစ်တင်နေဟာဒီကျောင်းမှာနေတဲ့ယဟန်ဒီအင်နံပြင်းလိုက်တာရေတောက်ရေတော့မထည့်ဘူးဆိုတော့အဲ့တော့ယဟန်ကထက်လာတယ်ဟဲ့တကစိုးစိုးရပဲဘုန်းကြီးရေဖြစ်ထားတာဘာဖြစ်လို့ရေမရှိရမှာလဲကဲဘုန်းကြီး ဖိကြည့်မယ်ဆိုတော့ရေရရှိနေတာကဲဟောရမကြီးရော့အဲ့တော့ပေးလိုက်တဲ့အခါသူ့ပေးလိုက်တဲ့နဲ့ရေရခန်းသွားတာဒါကြောင့်ကိုရှိမနော်အကုသိုလ်တွေချီရပြီကုသိုလ်တွေမရှိရဲ့ရေပေးနေကြီးတောက်လို့မရပါဘူးနော်ခေါင်းကအစာအစာချူးရင်းနဲ့စားလို့မရပါအဲ့ဒီတော့ဥထွန်းကအခက်တွေ့နေတဲ့အခါမြန်မာမိတ်ဆွေကြောင့်နဲ့ပြောမိတဲ့အခါဟာတငယ်ချင်းသူလွယ်တယ်ဒုဗုဒ္ဓဘာသာမှာကဲတငယ်ချင်းလူ၅ယောက နော်ခမင်းမကြွေးနိုင်ဘူးလားဟာအဲ့တော့ဆိုငါကြွေးနိုင်ပါလေကွာဒါလို့ဆိုရင်ခင်ဗျချက်တာငါရောက်စားမနဲ့ဖန်ဘုံကြီးငါပါသူ့ပြစ်လာမယ်ခင်ဗျဆွန်တွေးပြီးရင်သမီးအမျှဝေးအဲ့တော့ခင်ဗျရဲ့သမီးမုတ်ချက်အစာစားလိမ့်မယ်ကဲခင်ဗျစမ်းနေပြဆိုကောင်းပြီဗျာစုပ်စမ်းမယ်ဆိုတာမနဲ့ဖန်ဘုံကြီးငါပါဆွန်တူတယ်အမျှဝေးတယ်နော်အမျှဝေးတဲ့ခါကျတော့လည်းနာမည်ခေါ်ပြီးတော့ကအမျှဝေးပေးရတာပေါ့ကဲ နော်အဖေပြုလုပ်တဲ့ဒီဒါနကောင်းမှုအဖို့ပါကကိုတမိမအရှာပီအားအမြအမြအမြပေးဝေပါတယ်တမိတာဒုတာဒုခေါ်ပါအဲ့ဒီနောက်နော်အဲ့ဒီညဘိုးလင်ခန်ကြီးအိမ်မက်ပေးတော်လာပဲအဲ့တော့နော်တမိကကြည့်ပြီးချုံဆိုးနဲ့ပြုံးပြုံးရှင်ရှင်နဲ့ပါပါအင်မန်ဒန်စားကောင်းတဲ့အရာအနည်းအစားအစာတွေတမိစားရပါပြီတဲ့အင်မန်ဂျေဇုတင်ပါတယ် ဒါပေမဲ့တနည်းမှာဝတ်စရာမရှိသေးပါဘူးပါပါတဲ့ဒါကြောင့်သူကကိုတပိုင်းကိုခေါ်ပြတာနော်အင်ကြီးဝတ်စရာမရှိသေးဘူးအဲ့တော့ဥဖုံးကလည်းမိုးလင်းတော့ငွေချင်းစီတေးပြန်တော့ပေါ့အပြင်ငါဘယ်လိုလုပ်ရမှာလဲနော်တမီးကအစာတော့စားရပြီအဝတ်စားတော့မရှိအေးငါမိသွားလို့ပါလွယ်ကြတယ်ငွေချင်းရကဲမနေ့ဖန်ဖိုးရင်ငါပါဆွန်းထလာထပ်ပြေခင်ဗျာငါကူစားတပင်ထက်ချက်အဲ့တော့ဒီတခါကျတော့တင်နန်းတဲ့ဇုံမဝေလှူပါဆိုအဲ့တော့အဝတ်လှူမှအဝတ်ရတယ် နော်အစားအစာဆိုတော့အစားအစာရတယ်တူတဲ့ချိုးပေးတာကိုအဲ့တော့ဒီတလာကြတော့တင်သားလှူပြီးတော့သူအမျှဝေလိုက်တဲ့အခါအဲ့ဒီညမနဲ့နော်တမီးအိမ်မက်ပြီးတော့နတ်နတ်ဝတ်တစားနဲ့အဲ့တော့ဒါအဘိဓမ္မာမှာကတင်လို့ကြီးရတဲ့ကုသိုလ်ကောင်းမှုရဲ့အဖို့ဘာကအမျှအကိုသာဓုခေါ်လိုက်နိုင်ရင်အဲ့ဒီကုသိုလ်ကံကအားကြီးတဲ့ကုသိုလ်ကံဥပဂါတကကံ ဖြစ်ပြီးတော့ပြိတာဖြစ်အောင်အကျိုးပေးထားတဲ့အကုသိုလ်ကံကိုဖြတ်တာ နော်ဖြတ်လိုက်တာနဲ့အဲ့ဒါအိတ်တဘဝကလည်းစုတေတယ်တေတယ်နတ်ကမိချက်ချင်းဖြစ်သွားတာဒါဘဝတစ်ပဲနော်ဘဝပြည့်ရောက်သွားတာလေဒါဒီဒါနကုသိုလ်ကောင်းမှုတွေကအဲ့ဒါလို့နော်ဒီအမျှဝေလို့သာဓုခေါ်နိုင်လေအမတန်အကျိုးကြီးလေကဲသာဓုခေါ်နိုင်တဲ့အကျိုးကြီးဆိုနောက်တစ်ခုကတော့အရှင်မောကလန်ရဲ့ကိုသွေးဖြစ်ရသေးပါ ရှင်မမောက်ကလန်ကသူကိုဣတရေရှင်ဖြစ်တဲ့အတွက်နတ်ပြည်ကလည်းခဏနာတက်ဟိုးအပေပုံလည်းခဏနာဆင်းဘာသာလို့တလေဆိုအင်တာဗျူးကလို့တာနော်အဲ့တော့အင်တာဗျူးကလို့တာအဲ့တော့ဒီလိုနတ်စည်းစိမ်နေချမ်းသာတာခံစားရတာဘာကောင်းမှုကြောက်လဲအပေဆွန်းလဲခံရတာဘာနော်ဘာမကောင်းမှုကြောက်တယ်ဒါရီမီးကလူဒီမှာပြန်ပြီးတော့သူဟောတဲ့ကလူတွေကတန်ကန်အကျိုးကိုတိတ်ကြုံကြည့်တာရတာအဲ့တော့ဖယားမှာလည်းလတ်လပတွေပေါ်တာဗော တချိန်မှာတပင်းကရောက်တော့အင်မနန်ဟတဲ့ဗိမာန်တစ်ကြီးကိုတွေ့တယ်ကဟာဆီခောက်တယ်တော့မမြင်ဘူးဒီဗိမာန်နောင်ဝင်မေးအောင်မှာပဲဆိုတော့ဗိမာန်ရှိရောက်လာတော့နဂနီယာထပ်ပြီးတော့ဥတိုက်ပါတယ်ဟဲ့နင်ပါကောင်းမှုလုပ်လို့ဒီလောက်ကြီးကျယ်တဲ့ဗိမာန်ရကြတယ်မှန်လားပါဗျာလူကြီးမှာနော်အဲ့တော့လူကြီးမှာနော်ဝိတာခကြောင်းမှကြီးဥဖာယုံကြောင်းကိုမြတ်စွာဘုရားလှူဒန်းပြီးတော့အမျှဝေတဲ့အခါမှာ ဝမ်းမြောက်ဝမ်းသာသာဓုခေါ်လိုက်တဲ့ကောင်းမှုကြောင့်ပါဗျာ။ဒါကြောင့်ဘုဒ္ဓဘာသာမှာနော်ကိုကသာဓုခေါ်ဖို့ဆိုရင်ဘာတပြားမှအကုန်ကြဖို့မလိုဘူး။သူများကုသိုလ်ကောင်းမှုလွတ်လေတာကိုဒါဝမ်းမြောက်ဝမ်းသာဖြစ်နေတာဒါနော်ဒါသာဓုခေါ်ရရောက်သွားတာပဲ။အဲ့တော့ဒီလိုကောင်းကိုချမ်းသာတွေရပါလေ။ဒါကြောင့်ဒါနပီလဘာဝနာနော်ဒီကုသိုလ်ကောင်းမှုတွေတတ်အားသမျှကြိုးစားဖြစ်ကြည့်ပြီးတော့ မဲ့ညာဖူညာရောက်တင်ထိကျူးစာအထုတ်နိုင်ကြပါစေ